ယောဂီများရောစဉ်းစားเสียဆင်ခြင်เสียနှလုံးသွင်းเสียတရားဒေသနာလေးတစ်ပုဒ်ပြောခြင်းမှာအဲ့ဒါကဗာနဲ့ပတ်သက်ပြီးတော့ပြောမှာတော့ဆိုတော့တတဝါတွေအတွက်တန်တရားတစ်လျှောက်ယူဆောင်သွားလို့ယူသွားလို့ရမယ့်အရာကိုပြုတ်ထားတဲ့ကုသိုလ်တရားနဲ့အကုသိုလ်တရားဒါပဲရှိတယ်ဆိုတော့ အမှန်တရားကိုစဉ်းစားဆင်ခြင်မိဖို့နော်ဒါကအလွန်မှအခြေခံကြတဲ့အမြင်မှပေါ့အမြင်မပြတ်ကိုယ့်ရဲ့ကောင်းထဲမှာရှိနေတဲ့အမြင်မှတစ်ခုပေါ့မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးရဲ့အသက်120ရှည်တဲ့အဖွာတည်ဆုံးတာကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့ဒေသနာလေးကိုဒီကနေ့ကုသိုလ်ရှင်များနဲ့ယောဂီများ အာယုံပြုကြည့်မယ်နော်ဒီနေ့မှာကောသလမင်းကြီးကမြတ်စွာဘုရားရဲ့အကြောင်းတော်ကိုရောက်လာပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်ရဲ့အဖွားဖြစ်တဲ့အသက်120ရှည်တဲ့ရှေ့မီနောက်မီအဖွားဟာဒီကနေ့ပဲတည်ဆုံးသွားလို့တပည့်တော်ရဲ့စိတ်ထဲမှာအလွန်မှ ထိခိုက်ရတယ်ဘုရားဘွားတေကနေတော့ကဘလို့တောင်တပည့်တော်စဉ်းစားမိလဲဆိုတော့ ဆင်းရဲနာပေးလို့ငါရဲ့အဖွာမသေးဘူးဆိုရင်ငါဟာဆင်းရဲနာကိုပေးမယ်။မြင်းရဲနာကိုပေးလို့မသေးဘူးဆိုရင်ငါရဲ့အဖွာအတွက်မြင်းရဲနာကိုပေးမယ်။ငါမှာရှိတဲ့စည်းစိမ်တွေဥစ္စာတွေပေးလို့ဒီအဖွာမသေးဘူးဆိုလို့ရှိရင်ငါရှိတဲ့စည်းစိမ်ဥစ္စာတွေကိုပေးမှာပဲလို့အဲ့ဒါလို့တောင်းတပြည့်တော့အမေမိတယ်ဗျာလို့မြတ်စွာဘုရားကိုရှောက်။အဲ့ဒါမြတ်စွာဘုရားတခါကြီးဒါဘလို့မှမဖြစ်နိုင်ဘူး။ ွေးဖွားလာတဲ့တတ္တဝါဆိုတာတစ်ချိန်မှတေးရတာပဲတေးခြင်းတရားဆိုတာမွေးလာတဲ့တတ္တဝါတို့ရဲ့အဆုံးသက်ပဲဒါဟာရှောင်လွှဲလို့မရဘူးလို့အဲ့လိုဟောတော့ကောသလမင်းကြီးကလက်တွေ့ခံစားချက်လည်းရှိနေတော့မြတ်စွာဘုရားပြောတယ်တေးခြင်းတရားဟာတတ္တဝါတို့ရဲ့အဆုံးသက်ပဲတေချာပေါက်တေကိုတရားလိမ့်မယ်ဆိုတဲ့စကားဟာတကယ်မှန်လှပါတယ်ဗျာလို့မြတ်စွာဘုရားကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဥပမာလေးနဲ့သူ့ကိုတရားစကားအနှဲငယ်ပြောတယ်အဲ့ဒီတရားစကားလေးကစဉ်းစားကြရကောင်းတယ်ပေါ့ ဧဝမေတ္တမဟာရာဇဧဝမေတ္တမဟာရာဇမင်းကြီးတဲ့မင်းကြီးပြောတဲ့အတိုင်းမှန်နေသဗ္ဗေတ္တမရဏဓမ္မမရဏပရိယောတာနာမရဏအနတ္တိတာသဗ္ဗေတ္တအလုံးစုံသောတတ္တဝါတွေဟာမရဏဓမ္မသိခြင်းသဘောရှိတယ်တဲ့နော်တတ္တဝါတွေဟာသိခြင်းသဘောရှိတယ်ဆိုလိုတာကတတ္တဝါတွေရဲ့ခန္ဓာဟာပြတ်တက်တဲ့သဘောရှိတယ်ပြက်ကိုပြက်လိမ့်မယ်ပေါ့မရဏပရိယောတာနာတတ္တဝါတွေဟာသိခြင်းသာလင်အဆုံးရှိတယ် မရဏံသိခြင်းတရားကိုအနတ္တိတာဘလို့မှသူတို့မလွန်မြောက်နိုင်ဘူးတဲ့ဒါဟာလွန်မြောက်အောင်လုပ်လို့ရာဇကောင်းတဲ့အရာမဟုတ်ဘူးပေါ့တေယထာပိမဟာရာဇယာနိကာနိစီကုမ္မကာရဘာဇနာနိအာမကာနိစီဝပက္ကနိစမင်းကြီးတဲ့ငါဥပမာတစ်ခုပြောမယ်တေယထာပိမဟာရာဇယာနိကာနိစီကုမ္မကာရဘာဇနာနိဥဒိန်တွေတွေလှုပ်ထားတဲ့အာမကာနိစီဝပက္ကနိစ အိုးအစိမ့်တွေအိုးအကျက်တွေအမျိုးမျိုးသောအရွယ်အစားမျိုးမျိုးပုံသဏ္ဍာန်မျိုးမျိုးနဲ့အိုးတွေဟာတဗ္ဗန္တိတာနိဗေဒနာဓမ္မာနိဗေဒနာပရိယောတာနာနိဗေဒနာအနတ္တီတာနိအဲ့ဒီအလုံးစုံသောအိုးတွေဟာဗေဒနာဓမ္မာနိကွဲတက်တဲ့သဘောရှိတာတွေကြီးပဲတဲ့အကုန်လုံးဟာကွဲတက်တဲ့သဘောတွေကြီးပဲအိုးမှန်လို့ရှိရင်ပေါ့နော်ဗေဒနာပရိယောတာနာနိကွဲခြင်းကို ကွဲချင်းလျင်အဆုံးရှိတယ်။အိုးဆိုတာတစ်ချိန်မှာကွဲသွားတာပဲ။ကွဲမှဆုံးသွားတာပေါ့နော်။ဘေဒနံကွဲပြက်ခြင်းကိုအနတ္တိတန်ဒီအိုးမှန်တဲ့မြတ်ဘလို့မှမလွန်ဆန်းနိုင်ဘူးတဲ့။အိုးတစ်လုံးနဲ့ဇင်းတို့ဘဝခန္ဓာကိုမြတ်စွာဘုရားဥမာပေးတာပေါ့နော်။အိုးဒိန်းတွေတွေလှုပ်ထားတဲ့အရွယ်အစားအမျိုးမျိုးပုံတရာအမျိုးမျိုးအစိမ့်အကျက်အမျိုးမျိုးအခြေအနေမှာရှိနေတဲ့အိုးတွေဟာကွဲတက်တဲ့သဘောရှိတယ်။ကွဲခြင်းလျင်အဆုံးရှိတယ်။ကွဲခြင်းကိုဘလို့မှ ိုးတွေဟာမလွန်ဆန်နိုင်ဘူးတဲ့ဧဝမေဝခောမဟာရာဇာအဲ့ဒါလိုပဲတဲ့တပ်ပေတတ္တမရဏဓမ္မမရဏပရိယောတနာမရဏအနတ္တာစကားသုံးခုကိုတည်တည်ချာချာလေးမှတ်နော်တပ်ပေတတ္တလုံးစုံသောတတ္တဝါတွေဟာမရဏဓမ္မနော်တည်တတ်တဲ့သဘောရှိတယ်တည်ခြင်းသဘောဆိုတာဒါခန္ဓာကိုယ်ကြီးရဲ့သဘောမှပဲသူကဟုတ်လားတည်တတ်တဲ့သဘောရှိရဲ့တဲ့မရဏပရိယောတနာတည်ခြင်းလည်းအဆုံးရှိတယ်ဘာတွေပဲဖြစ်လို့ဘာတွေပဲ တော့လှုပ်လို့ဘလို့တွေပဲနေရတယ်ပဲပြောပြောအဆုံးတော့ဘာဖြစ်သွားတေွားတာပဲပေါ့နော်မရဏံတေခြင်းတရားကိုအနတ္တိတာတိမလွန်ဆန်နိုင်ဘူးတဲ့သုံးချက်ပြောနော်တေတတ်တဲ့သဘောရှိတယ်တေခြင်းလည်းအဆုံးရှိတယ်တေခြင်းကိုမလွန်ဆန်နိုင်ဘူးအိုးမှန်ရင်ကွဲတတ်တဲ့သဘောရှိတယ်ကွဲခြင်းလည်းအဆုံးရှိတယ်ကွဲခြင်းကိုမလွန်ဆန်နိုင်ဘူးမြတ်စွာဘုရားစကားတွေကအလွန်စနစ်ကြတယ်နော်ပြောတာလေးကဟုတ်လားအဲ့လိုမြတ်စွာဘုရားက တတဝါတွေအသက်တတဝါတွေရဲ့ဘဝခန္ဓာကိုအိုးတစ်လုံးနဲ့ဥမာပေးပြီးတော့ကာထာလေး၃ပုဒ်ဆက်ပြီးတော့ဟောတယ်။နှစ်ပုဒ်ခွဲပေါ့လေအတိအကျပြောရရင်။တပ္ပေတ္တမရိတန္တိမရဏတန်ကြီးဇီဝိတံယထာကမ္မကမိတန္တိပုံညာပါပဖလူပက။နိဒေယံပါပကမ္မန္တာပုံညာကမ္မစာသူကတိ။တပ္ပေတ္တလုံးစုံသောတတဝါတွေမရိတန္တိတေးကြရလိမ့်မယ်တဲ့။အခုမတေးသေးပြီမလို့နောက်တစ်ချိန်ချိန်မှာတေးကြပါဦး။တေးရလိမ့်မယ်တဲ့။ မရဏတန်ကြီးဇီဝိတံမှန်နေတဲ့အသက်ဆိုတာသိခြင်းလည်းအဆုံးရှိတယ်။ယထာကမကမိတ္တန်ဒီပုံညပါပဖလူပကာ gain အဲ့လိုသိပြီဆိုတော့ဘာဖြစ်တုံးတဲ့ပုံညပါပဖလူပကာကိုပြုထားတဲ့ကောင်းမှုမကောင်းမှုရဲ့အကျိုးရလဒ်တွေကိုယူပြီးတော့ယထာကမပြုထားတဲ့ကံအားလျော်ဆိုတာကမိတ္တန်ဒီသွားကြရလိမ့်မယ်ရောက်သွားကြရလိမ့်မယ်တဲ့ဟုတ်လားနိဒိယံပါပကမ္မတာပုံညကမ္မစာသူကတိ ပပကမ္မတာမကောင်းတာတွေကိုလောက်ကြတဲ့ပုံကိုယ်တွေကတော့နေရရန်ငရဲကိုရောက်လိမ့်မယ်။နော်ပုံညကမ္မစာကောင်းမှုကိုပြုကြတဲ့ပုံကိုယ်တွေကတော့သူကတည်းကောင်းတဲ့ဘဝကိုရောက်လိမ့်မယ်တဲ့။ဒီဥစ္စာဥရှင်တို့တေခြင်းတရားကိုစဉ်းစားပြီးတဲ့နောက်မှာသူကဆက်ပြီးတော့စဉ်းစားရမယ်အတွေးမှအမြင်မှန်တစ်ခုပေါ့နော်။ဒီအမြင်မှန်လေးတွေကကုသိုလ်ရှင်များရောယောဂီများရောအလုံးအခြေခံအဖြစ်ရှိထားကြပြီသားပါဟုတ်လား။တတ္တဝါတွေဟာဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်စ조사အထောက်မှု နေပါတဲ့အတွက်ကြောင့်ဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့အပိုင်းသိပြီးတော့မရှိဘူးဘဝခန္ဓာကဖြစ်နေတာကတမျိုးကိုယ်စိတ်တွေကထင်နေတာကအမျိုးမျိုးဟုတ်လားအဲ့ဒါလိုအမျိုးမျိုးထင်ပြီးတော့အမျိုးမျိုးမဲမောမှုတွေနဲ့နေကြတာအဲ့ဒါကိုဦးဇင်းတို့ဘဝတဏနဲ့နေတယ်လို့ပြောပါတယ်ဟုတ်လားအဲ့ဒီဘဝတဏမကင်းသေးတဲ့မြဒီဘဝသေးပြီဆိုတာနဲ့နောက်ထပ်ဘဝတစ်ခုကသေချာပေါက်ဆက်ပြီးတော့ဖြစ်ရမှာအဲ့ဒါဘယ်လိုဘဝမျိုးကိုဖြစ်ရမှာတော့ဘယ်လိုဘဝမျိုးကိုရောက်ရမှာတော့ဆိုတာကတော့ ယထာကမဂမိတန်တိနော်ကံအားလျော်စွာနော်လူတွေပြောပြောနေကြတယ်ကံအားလျော်စွာတော့ဒီစကားလေးကလာတာဟုတ်လားပုံညပါပဖလူဘကကောင်းမှုမကောင်းမှုရဲ့အကျိုးရလတ်ကိုတိမ့်ပတ်ရယူပြီးတော့ယထာကမကံအားလျော်စွာဂမိတန်တိပွားကြရလိမ့်မယ်တဲ့အကြံမြင်ခွဲတမ်းကတော့နိဒင်ယပါပကမ္မတာပုံညကမ္မစာသုကတိနော်မကောင်းတဲ့လူတွေမကောင်းတာလုပ်တဲ့လူတွေကတော့ယုံညံ့တဲ့ပွားရောက်ကောင်းတဲ့လူတွေကောင်းတာလုပ်တဲ့ပုံကိုယ်တွေကတော့ကောင်းမြတ်တဲ့ဘဝကို ရောက်လိမ့်မယ်လို့ဒါတက္ကဋာကွဲဖြင့်မြတ်စွာဘုရားကအခြေခံကြတဲ့အမြင်မှန်ကိုအရင်ပြတာပေါ့ပြီးတော့မြတ်စွာဘုရားတိုက်တွန်းချက်ကလေးပြောတယ်တတမကရေယကလျာဏနိစီယံတံပရာယိကံပုံညာတိပရာလောကသမိပရိဋ္ဌာဟွန်တိပါဏိနံတတမဒါကြောင့်မို့လို့တဲ့နိစီယံတံပရာယိကံတမလွန်ကောင်းကျိုးကိုလိုလားကြတဲ့ပုဂ္ဂိုလ်တွေဟာကရိယကလျာဏံကောင်းတာကိုတေကြပေါက်ပြုတ်ကိုပြုတ်ရလိမ့်မယ်တဲ့ ပုံညာတိပရာလောကသမိန်ပရိဋ္ဌာဟောတိပါဏိနာနောက်ကုသိုလ်ကောင်းမှုဆိုတာတမလွန်လောကအတွက်ထောက်ရတီးရအားကိုးရဖြစ်တယ်တဲ့။နောက်ဒီဥစ္စာကဦးဇင်းတို့ပေတာပေါင်းတတော်အောင်တို့ကိုယ့်ရဲ့အနာဂတ်အတွက်နော်အခြေခံကြတဲ့နော်တွေးတောရမယ်အမြင်လေးပေါ့နော်။တမလွန်အကျိုးစီးပွားကိုလိုလားကြတဲ့ပုံကိုယ်တွေကကောင်းမှုကိုပြုရမယ်။ဘာဖြစ်လို့တော့ကောင်းမှုဆိုတာတမလွန်လောကနောက်လောကအတွက် အားကိုးရာမှီရာတီရာကြီးဖြစ်တယ်။ကောင်းမှုဆိုတဲ့ထောက်တီရာမရှိရင်ဦးဇင်းတို့ဟာကစင်ကလေးတွားရမှာပေါ့နော်။ဒါကြောင့်မို့လို့ဒီကောင်းမှုကိုအားကိုးပြီးတော့ကြိုးစားအထောက်နိုင်ကြဖို့မလိုဘူးလား။ကောင်းမှုမှန်ရင်ဒါနကောင်းမှုပဲဖြစ်ဖြစ်သီလကောင်းမှုပဲဖြစ်ဖြစ်တမာတိပညာဘာဝနာကောင်းမှုပဲဖြစ်ဖြစ်သူ့ကိုတိုက်တာနဲ့သူအားကိုးတိုက်တာကြီးပါပဲ။ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရား ကောင်းမှုကိုပြုဖြစ်တဲ့အနေအထားကိုပညာရှိသူတော်ကောင်းကြီးတွေဟာအလွန်မှချီးမွမ်းကြတယ်လို့ဒီလိုဟောတဲ့ဒေသနာလည်းရှိဟုတ်လားလောကမှာချီးမွမ်းတိုက်တယ်ဆိုတာအကျဉ်းများဖြင့်နှစ်မျိုးပဲရှိတယ်ညစွာဘုရားရဲ့အမြင်အရချီးမွမ်းတိုက်တာနှစ်မျိုးရှိတယ်နံပါတ်၁ကဘာလဲဆိုတော့မကောင်းမှုကိုရှောင်နိုင်တဲ့အနေအထားချီးမွမ်းတိုက်တယ်ဟုတ်လားနံပါတ်၂ကကောင်းမှုကိုပြုလုပ်နိုင်တဲ့အနေအထားလည်းချီးမွမ်းတိုက်တယ်တဲ့ လောက်အနှစ်သာရရှိတယ်လူလောကမှာလူချင်းချင်းเนาะကဲရကြတယ်ချီးမွမ်းကြတယ်ဆိုတာတွေကတော့ဝေဖန်ကြည့်ရင်အလွန်မှအပေါ်ယံဆန်ပါတယ်ကဲရတယ်ဆိုတဲ့ကိစ္စကိုတာတာထားချီးမွမ်းတယ်ဆိုတဲ့ကိစ္စကိုဝေဖန်ကြည့်လိုက်ဘာတွေကိုချီးမွမ်းရင်ချီးမွမ်းနေကြတော့ကိုကောင်းတယ်ထင်တာတွေချီးမွမ်းတာပေါ့တခါတလေကြတော့ပိုးတောင်အံ့ဩစရာကောင်းသေးတယ်ကိုကောင်းတယ်လို့လည်းမထင်ဘဲနဲ့လှုပ်ကြံပြီးတော့ချီးမွမ်းတာတွေလည်းရှိသေးတယ် အကြောင်းအမျိုးမျိုးအရာချီးမွမ်းကန်းထုတ်နေကြတာလေးလည်းရှိတယ်เนาะဒီမှာတော့ပညာရှိသူတော်ကောင်းကြီးတွေเนาะဘုရားဆရှိတဲ့အရိယာသူတော်ကောင်းကြီးတွေချီးမွမ်းတာကတော့နှစ်မျိုးပဲရှိတယ်တဲ့မကောင်းမှုကိုရှောင်နိုင်ရင်ချီးမွမ်းတယ်ကောင်းမှုကိုဆောင်နိုင်ရင်ချီးမွမ်းတယ်ဒါကအလွန်မှတဘာဝကြတယ်မကောင်းမှုကိုရှောင်နိုင်တဲ့လူဘာလို့ချီးမွမ်းတာတော့မကောင်းမှုဆိုတာဆင်းရဲဒုက္ခရဲ့အကြောင်းတရားပဲလေဆင်းရဲဒုက္ခရဲ့အကြောင်းတရားကိုမလုပ်ဘူးဆိုရင်ဒီလိုမဆင်းရဲဘူးပေါ့ တော့ကိုကိုကိုမဆင်းရဲအောင်နေနိုင်တဲ့လူဟာချီးမွမ်းတိုက်တာပဲတကယ်တကယ်ကအဲလူတွေကတခြားနေရာမှာတော့အလွန်တော်ကြတယ်ဒါပေမဲ့ကိုကိုကိုတော့ဆင်းရဲအောင်လုပ်နေတယ်ဆိုရင်အဲ့ဒီလူကိုချီးမွမ်းတိုက်တယ်လို့ပြောလို့ရမလားကိုကကိုဆင်းရဲအောင်လုပ်နေတယ်နော်အကုသို့လုပ်တယ်ဆိုတာကိုကကိုဆင်းရဲအောင်လုပ်တာပဲလေဟုတ်လားဒါကြောင့်အခြေခံအဖြစ်ချီးမွမ်းတိုက်တဲ့လူဆိုတာကိုကိုကိုမဆင်းရဲအောင်နေနိုင်တဲ့လူဟာချီးမွမ်းတိုက်တဲ့လူပဲဦးဇင်းကတော့အလွန်သဘောကျတယ်ဒီလိုဒေသနာလေးတွေကိုတည်တည်ချာချာတွေးကြည့်ပြီးတော့ဟုတ်လား ဒီလောက်နဲ့ပြည့်စုံပြီလားမပြည့်စုံသေးဘူးမစင်းရဲအောင်လုပ်ဖို့လိုတယ်လို့နောက်ထပ်ပါလိုသေးလဲချမ်းသာအောင်လုပ်ဖို့လည်းလိုသေးတယ်နော်ကိုကိုကိုချမ်းသာအောင် နေတတ်ဖို့လည်းလိုသေးတယ်အဲ့ဒါကောင်းမှုပြုခြင်းဒီကိုကိုကိုချမ်းသာအောင် ပြုခြင်းပဲဒါကြောင့်ဒုတိယချီးမွမ်းတဲ့အချက်ကကောင်းမှုပြုနိုင်တဲ့အနေအထားလည်းချီးမွမ်းလိုက်တယ်တဲ့ဒါကဦးဇင်းတို့ခဏခဏဟောနေတဲ့ဒေဝရဟသုတ်တံမှာနော်ရှင်သာတိဗုဒ္ဓကိုရမြတ်ကြီးနောက်ပိုင်းမှာပြောထားတဲ့စကားလေးနှစ်ခွန်းပါပဲဟုတ်လား ညဗုဒ္ဓရဲ့ဩဝါဒအနှစ်ချုပ်နဲ့ချီးမွမ်းခြင်းနှစ်မျိုးဆိုတဲ့ခေါင်းစဉ်လေးနဲ့တရားတစ်ပုဒ်ရှိတယ်။ဟုတ်လား။မြတ်စွာဘုရားဘလို့လူမျိုးကိုချီးမွမ်းတယ်လဲဆိုတော့အကုသိုလ်မပြုဘဲရှောင်နိုင်တဲ့လူကိုချီးမွမ်းတယ်။ကုသိုလ်ကိုပြုပြည့်အောင်ကြိုးစားနိုင်တဲ့လူကိုချီးမွမ်းတယ်လို့ပြောတာဟုတ်လား။ဒါကြောင့်အနုမောဒနာတရားဆိုတာဒါပဲနော်။ကိုပြုထားတဲ့ကောင်းမှုတွေကိုကိုကိုချမ်းသာအောင် လုပ်ခြင်းတည်းများတရားတစ်မျိုးလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ တော့ဦးဇင်းတို့ဒီကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ဝမ်းသာဖို့ရှိတဲ့လက်တိုးပြီးတော့ကုသိုလ်ကောင်းမှုကိုအားကိုးလို့စိတ်ထက်သန်ဖို့ပြုလုပ်နိုင်ကြဖို့အတွက်ဒီဒေသနာလေးနဲ့ဆက်ဆက်ပြီးတော့ပြောရရင်တော့သိခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်အားကောင်းတဲ့တွန်အားကြီးတစ်ခုလို့မြင်မိရတယ်အကုသိုလ်ကိုကြောက်လန့်တဲ့စိတ်ထက်သန်ဖို့တော့ကုသိုလ်ကိုအားကိုးလို့စိတ်ဆောင်ရွက်လို့စိတ်ထက်သန်ဖို့အတွက်အလွန်ကြီးမားတဲ့တွန်အားတစ်ခုဟာဘာလဲလို့မေးရင်သိခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းပဲ အဲ့ဒါကိုလက်တွေ့ယောဂီတို့အနေနဲ့နော်လက်ခံနိုင်ဖို့နားလည်နိုင်ဖို့လိုတယ်။ဟုတ်လားတေခြင်းတရားကိုဖန်ဖန်စဉ်းစားဘဝရဲ့အကြောင်းကိုအထရောက်ရိမ့်မိလာတယ်။တေခြင်းတရားကိုစဉ်းစားတဲ့အခါမှာဘဝအာကိုရမဲ့တယ်ဆိုတဲ့အမြင်ကဖြစ်ပေါ်လာတယ်။အာကိုရမဲ့တယ်ဆိုလို့ရှိရင်အာကိုရကိုသူရှာမှာပဲလေစိတ်ကဟုတ်လား။အဲ့ဒါတေခြင်းတရားကိုစဉ်းစားတာနဲ့တေချာပေါ့ကိုယ့်ရဲ့စိတ်ထဲမှာ ဆုံးဖြတ်ချက်နှစ်ခုခိုင်ခိုင်မာမာချလာနိုင်လိမ့်မယ်အဲ့ဒါဘာလို့ဆိုတော့ငါမကောင်းတာတွေကိုနေတဲ့နေအောင်လုံမှဖြစ်မယ်ကောင်းတာတွေကိုများတဲ့များအောင်လုံမှဖြစ်မယ်ဆိုတဲ့အတွေ့ပဲအဲ့ဒါကစာသေးကဒီလိုရေးထားလို့ကိုကဒီလို တွေးပြစ်သွားတာမဟုတ်ကိုကကိုတွေးကြည့်လိုက်နော်ဘဝရဲ့မတီးမြဲတဲ့သဘောပဲအချိန်မှန်ပျက်စီးရမယ်မှတောင်မသိတဲ့သဘောပျက်စီးပြီးရင်လည်းပဲဘလို့သွားရမှမသိတဲ့သဘောမသိနိုင်မှုတွေနဲ့သွားနေတဲ့ခီးလမ်းမှာ တခါတမတို့ဦးဇင်းတို့အတွက်အဓိပ္ပာယ်အရှိဆုံးလှုပ်ဆရာအလုပ်ကနှစ်ခုပဲပါတော့မဟုတ်တာမလုပ်ဖို့မဟုတ်တာလုပ်ရရင်လည်းတည်ခြင်းတရားကိုဦးဇင်းတို့ကောင်းကောင်းရင်ဆိုင်နိုင်မှာမဟုတ်တန်တရားအတွက်လည်းပဲအခြေအနေကောင်းမှာမဟုတ်ဘူးဆိုတဲ့အမြင်မှန်းကရှိပြီးသားလေဟုတ်လားဒါကြောင့်တည်ခြင်းတရားကိုစဉ်းစားလိုက်တာနဲ့သူကမဟုတ်တာကိုကြောက်လန့်တဲ့စိတ်ကြောင်းကျင်လို့တဲ့စိတ်ကအလို့အလျောက်ဖြစ်တယ်အဲ့ဒီတင်ရက်မသွားဘူးဘာလာဘူးမလို့ကောင်းတာကိုဆောင်ရွက်လို့စိတ်အားကိုးလို့စိတ်ကလည်းရောက်လာမှာ ဟုတ်လား ဒါကြောင့်မကောင်းမှုကိုယုံရှာဆက်ဆုပ်တဲ့ကုသိုလ်ကောင်းမှုကိုမျက်နိုးတဲ့အနေထားတရားကိုရကျင်နေဆိုလို့ရှိရင်ဦးဇင်းတို့တို့ရာဘာလို့ရမှာတော့နောက်သိချင်းတရားဆိုတဲ့ဘဝခန္ဓာရဲ့အမှန်တရားကြီးကိုမျက်ခြေမပြတ်ရအောင်နောက်သိချင်းတရားကိုမျက်ခြေမပြတ်ခြင်းဟာကိုယ့်ရဲ့မှန်ကန်တဲ့လမ်းကြောင်းကိုမျက်ခြေမပြတ်ရှောင်နှမ်းနေစေလိမ့်မယ်တခါတလေဦးဇင်းတို့ကဘဝမှာနော်လမ်းကြောင်းပျောက်တာတွေရှိတယ်ဟိုဟာလောရမှာလို့လို့တရားလောရမှာလို့လို့မပြီးမပြတ်မသားနဲ့တွားနေတာတွေရှိတယ်ဟုတ်လား တယောက်ကိုတယောက်မင်းဘယ်လမ်းကြောင်းကိုသွားပါလားလို့ပြောဖို့ဆိုတာသိမလွယ်ဘူးအဲ့တော့ကိုကို၌ကကိုဘွားကိုလမ်းကြောင်းမှန်ပေါ်မှာချပြီးတော့သွားနိုင်ဖို့ရှောင်းလန်းနိုင်ဖို့အရေးကြီးတယ်အဲ့တော့ကိုကိုအကောင်းဆုံးလမ်းကြောင်းပေါ်မှာချပြီးတော့အကောင်းဆုံးတွန်းအားနဲ့တော့ခကြီးရောက်သွားစေမယ့်အရာကတော့တေခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းလို့မြင်တယ်အများကြီးဉာဏ်တွေလည်းအများကြီးကောင်းလာနိုင်တယ်အမြင်တွေလည်းအများကြီးအစစ်မြင့်လာနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်ဧကဓမ္မဘိက္ခွေဘာဝိတောဘူလိကတော ဧကန္တနိဗ္ဗိဒါယဝိဒါဂါယနိရောဓါယဥပတ္တမယအဘိညာယသံမောဓါယနိဗ္ဗာန်ယသံဝတ္တံတိဒီပါဠိလေးတွေယောဂီတို့နားထဲမှာရင်းနှီးပြီးသားဖြစ်မဲ့ထင်တယ်နော်တခုသောတရားကိုကျင့်ဖန်များစွာပွားများမယ်ကြိုးစားမယ်အားထုတ်မယ်ရှိလို့ရှိရင်ဧကန္တနိဗ္ဗိဒါယဘဝဟာညီးငွေ့စရာမျှတာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုရမယ်တဲ့တေချာပေါက်ရမယ်တဲ့ဧကန္တဆိုတဲ့စကားလုံးပါတယ်ဟုတ်လားဧကန္တနိဗ္ဗိဒါယ နော်ဒီယုတ်တည်နံတွေဆင်းဆက်မပြတ်ဖြစ်ပေါ်နေရတဲ့အနေဒါဟာတာယာကြည်နူးစရာကောင်းတဲ့ကိစ္စတခုမဟုတ်ဘူးလို့အမှန်ကန်သိမြင်ဝိရာခာယတဲ့နော်ဘဝရဲ့ပုံမှာဆွဲမဲ့မှုတွေတဖြည်းဖြည်းနဲ့နေပြီးတော့နောက်ဆုံးချုပ်ငိမ့်သွားလိမ့်မယ်និရောဓာယတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဆွဲမဲ့မှုချုပ်ငိမ့်လို့ရှိရင်အကျိုးတရားလည်းဖြစ်တဲ့ဒုက္ခတွေလည်းချုပ်သွားလိမ့်မယ်တဲ့និရောဓာဆိုတာအဲ့ဒါကိုပြောတာဝိရာခာယនិရောဓာယပြီးတော့ဘာတော့ ဥပသမာယတဲ့နှလုံးစေဝံငြိမ်းအေးခြင်းဆိုတဲ့အကျိုးရလက်ကိုလည်းရရှိလိမ့်မယ်တဲ့အံ့ဩစရာကြီးနော်တေခြင်းတရားကိုစဉ်းစားရင်နှလုံးစေဝံငြိမ်းချမ်းပဲတဲ့ပါမန်းဖြင့်စဉ်းစားကြည့်ရင်ဒီကျက်သိမ့်မရှိမင်္ဂလာမရှိတဲ့ကိစ္စကြီးကိုစဉ်းစားတာဘယ်လိုလုပ်ပြီးတော့နှလုံးစေဝံငြိမ်းချမ်းနိုင်မှာမလဲလို့ထင်စရာရှိတယ်အဖြေကကိုမျောလင့်ထားတဲ့အတိုင်းမဟုတ်ဘူးနော်တေခြင်းတရားကိုစဉ်းစားရင်ဘာလဲတော့နှလုံးစေဝံငြိမ်းအေးမယ်လို့ဟောတယ်အဲ့ဒါကိုလက်တွေ့စဉ်းစားကြည့်ပြီးတော့ဒေသနာတော်ကိုထောက်ခံနိုင်တဲ့အနေအထားတရက်ကိုရအောင်လုပ်ကြည့်ပါနော် ဧကန္တနိဗ္ဗိဒါယဝိဒါဂါယနိရောဓါယဥပတမာယအဘိညာယတဲ့အဘိညာယဆိုတာထူးသောဉာဏ်ဖြင့်သိမယ်ထူးသောဉာဏ်ဖြင့်သိမယ်ဆိုတာကတာမန်ဉာဏ်ဖြင့်မသိနိုင်တဲ့ရုပ်တို့နာမ်တို့ရဲ့လက္ခဏာဖြစ်တဲ့အနိစ္စဒုက္ခအနတ္တကိုသိတာကိုပြောတာတာမန်အနေထားမှာဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ဟာအဲ့ဒါကိုသိလားမသိဘူးနော်ပညာအာယုန်နေနဲ့ကြိုက်ချင်းမကြိုက်ချင်းနဲ့နော်အကောင်းဆုံးအမျိုးမျိုးဝေဖန်ပြီးတော့ပဲစိတ်ကသွားနေတာဟုတ်လား ဒီဖြစ်နေတဲ့သဘာဝတွေရဲ့အနိစ္စအမှန်ဒုက္ခအမှန်အနတ္တမှန်ကိုမသိဘူးသူတို့ရဲ့အပေါ်ယံပြထားတဲ့အနေထားလောက်ကိုပဲပြောရရင်အလိညာလောက်ကိုပဲကျက်စားပြီးတော့ကိုယ်ရှိတဲ့အကောင်းတဲ့ထင်တဲ့စိုးတဲ့ထင်တဲ့လောဘဒေါသနဲ့တုံ့ပြန်တဲ့ဒီလိုနီးနေပဲသဘာဝတရားတွေပေါ်မှာဦးဇင်းတို့နားမလည်နိုင်မှုတွေနဲ့တွားကြတာဟုတ်လားတကယ်တကယ်သဘာဝတရားကကိုယ်ထင်ထားသလိုမဟုတ်ဘူးဖြစ်လာတယ်မရှိတော့ဘူးဖြစ်လာတယ်မရှိတော့တိုင်းတွားတာဟုတ်လားဒါကြောင့်ကောင်းမွန်တဲ့သဘောလည်းမဟုတ်ဘူးတန်ဖိုးရှိတဲ့သဘောလည်းမဟုတ်ဘူး တော့အဲ့ဒီအနေစာဒုက္ခအနတ္တဆိုတဲ့အမှန်တရားကိုတာမန်ဉာဏ်နဲ့မြင်မလားမမြင်ဘူးထူးသောဉာဏ်ဖြင့်သာလင်သိနိုင်တယ်မြင်နိုင်တယ်ဒါဝိပဿနာဉာဏ်လို့လည်းခေါ်မယ်ပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားပြောတာသိခြင်းတရားကိုစဉ်းစားဆင်ခြင်ဉာဏ်ဖြင့်နော်ယုံနံတို့ရဲ့အနေစာဒုက္ခအနတ္တလက္ခဏာကိုထူးသောဉာဏ်ဖြင့်သိနိုင်မြင်နိုင်လိမ့်မယ်တဲ့အံ့ဩစရာကြီးနော်နော်သိခြင်းတရားကိုစဉ်းစားတာနဲ့အဲ့ဒါကိုမြင်မယ်ဆိုတာနော်စဉ်းစားမကြည့်ရင်တော့သိနားလည်နိုင်သေးမှာမဟုတ် ဟုတ်လားဘယ်လိုလုပ်ပြီးတော့မြင်သွားလဲဆိုတာကတော့ကိုတွေ့တာလှုပ်အောင်ဖြစ်အောင်ဒါလှုပ်ကြည့်ကြပြီတော့လို့ပဲပြောခြင်းနဲ့ဟုတ်လားဒီမှာတော့အတီလင်းဟောတာသိခြင်းကိုစဉ်းစားရင်အိစ္ဆာဒုက္ခအနတ္တကိုမြင်မယ်ဒါတင်လားဆိုတော့မကဘူးအိစ္ဆာဒုက္ခအနတ္တကိုမြင်ပြီးဆိုမှတော့ဒီညာကတွတ်တက်နေပါလေတွတ်တက်ဘယ်ရောက်သွားမှာလဲသစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့သိတယ်မဲ့ညာကိုရမယ်အဲ့ဒါကိုပြောတော့တန်ဘောဓာယတဲ့တန်ဘောဓာယဆိုတာသစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့သိတယ်နိဗ္ဗာန်ကိုတော့မြင်နိုင်သည့်အထိအစ်မြင့်တဲ့ညာကိုရည်ရွယ်တာ ဲ့ဒါကိုရပြီဆိုလို့ရှိရင်အဲ့ဒီလောက်ညံထက်ပြီဆိုရင်ဘာဖြစ်မှာလဲနိဗ္ဗာန်သာရတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြရလိမ့်မယ်ဟောအလွန်မြင်မာတဲ့အကျိုးရလဒ်တွေဒီခန္ဓာရဲ့သိခြင်းဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းအဖြစ်ရလိမ့်မယ်လို့ဟောတာနော်ဧကန္တနိဗ္ဗိဓာယတေချာပေါက်တန်တရားဝရှင်ရဲ့ကိုညီငွေတဲ့ညံကိုရမယ်သူကြတော့ဧကန္တဆိုတဲ့စကားလုံးလေးပါထည့်ဟောတယ်နော်သိခြင်းကိုစဉ်းစားသိခြင်းစဉ်းစားတဲ့နေရာမှာနည်းနည်းလေးတော့ဦးဇင်းတို့နောက်ပိုင်းလေးမှာနည်းနည်းပြောပါမယ်တော့ ဟိုကိုယ်တဘဝကိုယ်တခန္ဓာရဲ့ပြတ်တက်တက်သေးတက်တက်သဘောလောက်စဉ်းစားတာနဲ့ तू ကမပြည့်စုံဘူးဖြစ်နေတဲ့တတ္တဝါမှန်သမျှတွေ့နေရတဲ့တတ္တဝါမှန်သမျှအကုန်သေးရမှာကြီးပဲလို့စဉ်းစားမှပြည့်စုံတာလူတွေတွေမကောက်ဒိဋ္ဌန်တွေမြင်မြင်သမျှတွေ့တွေ့သမျှကိုယ်စိတ်ကူးတဲ့ရှိရှိသမျှတတ္တဝါတွေအကုန်လုံးဟာသေးရမှာကြီးပဲဆိုတဲ့အမှန်တရားကိုစဉ်းစားမှညာပို့ပြီးတော့ကျေပြန့်တာကြီးမားတာဟုတ်လားဧကန္တနိဗ္ဗိဒါယတန်တရားဟာ ပျော်ရွှင်ကြီးပျော်ရွှင်စရာကောင်းတဲ့အနေထားတစ်ခုမျိုးဆိုတာတေချာပေါက်သိမယ်ပြီးတော့ဘာလို့ဝိဒါဂါယဆွဲမဲ့မှုกินမယ်နေရောဒါယဒုက္ခချုပ်မယ်ဥပဒမာယနှလုံးစေဝံညင်းအေးမယ်အဘိညာယထူးသောဉာဏ်ဖြင့်သိမယ်တန်ဘောဒါယထိုးထွင်းပြီးတော့သိမယ်နိဗ္ဗာန်ဒါယနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်ခုနှစ်မျိုးနော်ဟုတ်လားဒါကြောင့်မလို့ဒကာသမားတို့အချင်းတို့တွေနော်အကုသိုလ်ကိုရှောင်ကျင်လူစိတ်ထက်တန်ဖို့ကုသိုလ်ကိုဆောင်ရွက်လူစိတ်ထက်တန်ဖို့အတွက်မျက်ခြေမပြတ်ရမယ်အမှန်တရားတစ်ခုဟာဘာလဲလို့မေးရင် တည်ခြင်းတရားပဲဟုတ်လားဒီဥစ္စာကဟိုလူတိုင်းနဲ့အချိန်တိုင်းမှာနော်ဆက်ဆံနေတဲ့ပတ်သက်နေတဲ့တရားဖြစ်တဲ့တွေ့ရအောင်ကျွမ်းကျင်ထားတဲ့နေပါနော်ကိုယ်စိတ်ထဲမှာအဲ့တော့တည်ခြင်းတရားကိုစဉ်းစားတဲ့နေရာမှာနော်စဉ်းစားပုံစဉ်းစားနေတနည်းအားဖြင့်အချက်အလက်ကလေးတွေပေါ့နော်ဘယ်လိုစစဉ်းစားမလဲဆိုတော့အဲလုံနေမကြလို့ရှင်သူကလည်းပဲအရင်ကြီးကျွမ်းကျင်မှာမဟုတ်ဘူးနော်။အော်ရှင်တန်ခြင်းဟာမမြဲတေဆုံးခြင်းဟာမြဲတယ်။ နဲမွေးဖွားလာတဲ့တတ္တဝါတွေအကုန်လုံးတေးရလိမ့်မယ်။တေးရကြည်သေးရဲ့ငါဟာတေးရကြည်သေးရဲ့တေးကိုတေးရလိမ့်မယ်။ကိုကိုကိုတေးလူတယောက်ဖြစ်တယ်ဆိုတာကိုကျိန်ဖန်များစွာစဉ်းစားတာ။ဟုတ်လား။ဒါပေမဲ့အဲ့လိုစဉ်းစားတဲ့နေရာမှာဒီတေးတတ်တဲ့သဘာဝတွေရဲ့အကြောင်းတွေကိုလည်းပဲအထိုက်လျောက်နားလည်ထားဖို့လိုတယ်။အဲ့ဒီနားလည်မှုတွေနဲ့တွဲပြီးတော့လုံမအားကောင်းဘူးနော်။အဲ့ဒီနားလည်မှုကိုရအောင်ဒေသနာတွေကိုလေ့လာဖို့သင်တယ်ပေါ့။ဘုရင်တို့မြတ်စွာဘုရားလက်ထက်က သားတယောက်သေးလို့နော်ဖခင်တယောက်အနေနဲ့ဘလို့မှနော်မဖြစ်နေမဆိုင်နေဖြစ်နေတဲ့တခါကြီးတယောက်ကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်။အဲတန်လှသုတ်တံလို့နာမည်ပေးတယ်။တန်လှဆိုတာနော်စိတ်နှလုံးကိုစူးနေတယ်မြားလို့အဓိပ္ပာယ်ရတယ်။နော်သားဖြစ်တဲ့လူပျက်စီးသွားတဲ့အခါကျတော့သူ့စိတ်နှလုံးမှာတောကမြားစူးနေတယ်သူဘလို့မှမနှုတ်နိုင်ဘူး။အဲ့ဒါမြတ်စွာဘုရားနော်အမြင်မှန်ရအောင်လှုပ်ပေးတာ။ကိုယ့်ရဲ့အမြင်မှန်ဖြစ်တာလည်း ကိုယ်တန်တာမှာရှူးနေတဲ့စိုးရိမ်မှုများကိုနှုတ်နိုင်လား။သူများလားနှုတ်ပေးလို့မရဘူး။ဒါပေမဲ့သူများကဒီမြားကိုနှုတ်တဲ့နေရာမှာအမြင်မှန်ရအောင်တော့အထောက်ကိုပေးနိုင်တယ်။တကယ်တကယ်မြားကိုနှုတ်တာကကို့အမြင်မှန်ပဲကို့ကိုနှုတ်ပေးမှာပေါ့နော်။သို့တော့အဲ့ဒီအမြင်မှန်ရအောင်ကြတော့သူတော်ကောင်းတွေရဲ့နော်အကူအညီကိုဘယ်လိုရတော့ယူရတာနော်။သူတော်ကောင်းတွေရဲ့အကူအညီနဲ့ကင်းကွာပြီးတော့မရ။ဒါကြောင့်စကားလေးတစ်ခုခေါင်းထဲပေါ်လာသေးတယ်။ ဒုက္ခတွေဆက်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 ဖြစ်နေတာတန်တရာဘုကမလို့ဖယ်နေဒုက္ခတွေဘာကြောင့်ဆက်ဆက်ဖြစ်နေရတယ်လဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုရင်အအကြီးဆုံးအကြောင်းတရားကအဝိဇ္ဇာဟုတ်လားဘာကြောင့်ဒုက္ခတွေဖြစ်လဲဘာကြောင့်ဆင်းရဲလဲလို့မင်းဆင်းရဲဘာကြောင့်ဖြစ်လဲလို့မင်းအဝိဇ္ဇာလို့ထိထိမိမိအကြောင်းတရားကိုမြင်တတ်ပါစေဟုတ်လားအဲ့လိုဆိုရင်ဆင်းရဲဘာကြောင့်ချုပ်တုံးဒုက္ခတွေဘာကြောင့်ချုပ်သွားတုံးလို့မေးရင်ရုတ်တရက်ဆိုရင်တော့ဝိဇ္ဇာလို့ဦးဇင်းတို့ပြောမိမယ်ပေါ့နော်ဒါပေမဲ့အဖြေကအဲ့လိုမဟုတ်ဘူး ဆင်းရဲဘာကြောင့်ချုပ်တုံဆိုတာမြတ်စွာဘုရားကြောင့်ချုပ်ရတယ်တဲ့ဟောဘုရားကိုအကြောင်းတရားအနေနဲ့ပြောထားတာတကယ်လို့ဒီလိုအမြင်မှန်ရထားတဲ့ပုံကိုတူတူရောက်မြတ်စွာဘုရားတော့ပေါ်မလာဘူးဆိုရင်ဥစဉ်တို့ဝိဇ္ဇာဆိုတာရှိနိုင်မလားအဲဒီချာတွေ့ကြည့်တော့မှအော်ဟုတ်တာပဲဆိုတဲ့အမြင်ဖြစ်လာတယ်ဟုတ်တယ်မဟုတ်လားအခုကျွတ်တို့မှာတော့ဘာဘာပဲပြောပြောအခုသိနေတဲ့အတီလေးတွေမှာဖြစ်စလောက်လေးတွေပေါ့ဟုတ်လားဒီမှာဖြစ်စလောက်အတီလေးတွေတောင်မစုတရားရတာနော်ဘုရားတရားရတာနော် ဟုတ်တယ်မဟုတ်လား ဘုရားဟောထားတဲ့ဒီအမြင်မှန်ဒေသနာတွေနဲ့ကင်းပြီးတော့ဦးဇင်းတို့မှာဒီညာဘလို့မှဖြစ်လာကြအောင်မရှိဘူးเนาะမြတ်စွာဘုရားကြီးကဓာတ်ရိုက်မဟုတ်တောင်မှဓာတ်ရိုက်တော့မကြားခဲ့ရဘူးပေါ့ဟုတ်လားဒါမှပြောတော့မရဘူးပေါ့ဘုရားတထက်ကဘုရားနဲ့တွေ့တဲ့လူလည်းဖြစ်ပြီးတော့မှမိုက်လို့မဲလို့ကြံနေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့ဟုတ်လားအင်းတေကြတာကတော့မြတ်စွာဘုရားရဲ့စကားတော်ကိုတစင်ကြားနဲ့ဦးဇင်းတို့နားတယ်ကိုရောက်လာခဲ့တယ်အဲ့ဒါကနေဆက်ဆက်ပြီးတော့အတိလေးတွေညံလေးတွေဖြစ်ပေါ်လာတယ် တကယ်တန်တရားဝိဒုက္ခကိုဏီကုန်းချုပ်ပေးတာတော့အတိညာချုပ်ပေးတာပေါ့သို့တော့အဲ့ဒီအတိညာကမြတ်စွာဘုရားကြောင့်သာနေရတာဖြစ်တဲ့အတွက်ကြောင့်တန်တရားဝိဒုက္ခကလွတ်ချင်းရဲ့အကြီးတဲ့အကြောင်းတရားမြတ်စွာဘုရားပွင့်လာခြင်းပဲလို့ဒီလိုမျိုးပြောတာဟုတ်လားဒါကြောင့်ဒေသနာတွေကိုဦးဇင်းတို့ကလို့ဖို့လို့တော့လေးလာဖို့လိုတယ်၊နာယူဖို့လိုတယ်၊လိုက်စားဖို့လိုတယ်အားလုံးဟာဆက်ဆက်နေတာပေါ့နော်အဲ့ဒါမြတ်စွာဘုရားအဲ့လိုသားသေးလို့နော်ယင်မှာတောကမြောက်တောကညောင်ဆူးနေတဲ့တရားကြီးကိုဟောတဲ့ဒေသနာတစ်ပုဒ် ဲ့ဒီတဲကခါထာလေးတွေနည်းနည်းဥစဉ်ကောင်းထုတ်ချက်ချပြောပြောမယ်။အနိမိတ်တမနေညာတမေဇာနဣရဇီဝိတံကတိတင်စာပြိဋ္ဌင်စာတင်စာဒုက္ခေနာတံယုတံနော်သိခြင်းတရားအကြောင်းကိုစဉ်းစားဖို့အဲသိခြင်းတရားအကြောင်းစဉ်းစားရင်ဒီအသက်ဒီခန္ဓာရဲ့အကြောင်းကိုလည်းပဲခြံထားလို့မရအောင်ဘောင်းဆိုသိတယ်ဆိုတာဒီပြင်ဟာသိတာမဟုတ်ဒီအသက်ဒီခန္ဓာသိတာပဲလေအဲ့တော့ခန္ဓာအကြောင်းသိခြင်းသိရင်လည်းသိခြင်းတရားအကြောင်းသိခြင်းလို့လည်းပဲတသိတေတေတာပြောလို့ရတယ်ဟုတ်လားအဲ့တော့ဘယ်လိုပြောထားတော့ဒီမှာ အနိမိတမနေညာတံမေဇာနဣဒဇီဝိတံကတိတင်္ဆာပြိတင်္ဆာတင်္ဆာဒုက္ခေနတံယုတံဣဒဤလောက၌မေဇာနတတ္တဝါတို့ရဲ့ဇီဝိတံအသက်သည်အနိမိတံတမတ်ချက်အမသာကင်းသည်ဟောတိဖြစ်၏အနိညာတံကတိအသက်အပိုင်းခြားအဖြစ်မတိအပ်သည်ဟောတိဖြစ်၏ကတိတင်္ဆာညဉ့်ဉင်ပင်ပန်းခြင်းရှိသည်လေဟောတိဖြစ်ပြိတင်္ဆာတူသည်နည်းသည်လေဟောတိဖြစ်တံထုအသက်သည်ဒုက္ခေနဆင်းရဲနှင့်တံယုတံဆက်ရှင်နေ၏ ါလေးကိုနည်းနည်းလေးအသေးပဲပြောပြတာတတဝါတို့ရဲ့အသက်ဆိုတာတဲ့နော်ဘလောက်နေရလိမ့်မယ်ဘလို့ပုံတန်နဲ့ဘယ်အချိန်မှာဘာဖြစ်သွားလိမ့်မယ်လို့တိနိုင်တဲ့အမှတ်သားမပါဘူးတဲ့ဆိုလိုတာကဘာမှမတိနိုင်ဘူးတဲ့အသက်ဆိုတာဟုတ်လားကောင်းကောင်းသားနဲ့တည်ခြင်းလဲတည်သွားတာပဲအသက်ရဲ့တဘာဝဟာမတိနိုင်ဘူးတဲ့နော်ပြီးတော့ဒီအသက်ကဘလို့သဘောရှိတုံးဆိုတော့ တော့ညဉ့်ညင်နဲ့ပင်မတဲ့သဘောရှိတယ်ရုံးကန်ရတဲ့သဘောရှိတယ်ဒီအသက်ရှင်ဖို့အတွက်ဦးဇင်းတို့အများကြီးစူးစမ်းအထောက်အထားဒါပေမဲ့ဘလောက်ပဲစူးစမ်းစူးစမ်းအသက်ကအကြာကြီးတည်နေတာတော့လေမဟုတ်ဘူးတဲ့တိုးတဲ့သဘောနေတဲ့သဘောရှိတယ်တဲ့အဲ့လိုတိုးတဲ့နေတဲ့သဘောရှိလို့နေရာတုံးလေးမှာချမ်းချမ်းသာသာလေးနေလဲရတာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးတဲ့ဒုက္ခိနာတန်ယုဒံဆင်းရဲဒုက္ခနဲ့လည်းဆက်ရှင်နေတယ်တဲ့ဒါလက်တွေ့အဲ့ဒါပဲဟုတ်လားအသက်ဟာတိနိုင်တဲ့အမှတ်အသားမရှိဘူး နော်သိနိုင်တဲ့အမှတ်သားမရှိတဲ့အပြင်ဒီအသက်ကလေးရှင်ဖို့အတွက်ဦးဇင်းတို့အများကြီးခက်ခဲရင်ရင်ကြိုးစားရတယ်ခက်ခဲရင်ကြိုးစားထားလို့အကြာကြီးဒီလားဆိုတော့လည်းမဒီဘူးခဏပဲခဏဆိုလို့ကောင်းသလားဆိုတော့လည်းမကောင်းဘူးတဲ့ဆင်းရဲနဲ့ရှင်နေသေးတယ်တဲ့အာထာလေးတူတူလေးနဲ့အများကြီးဆုံအောင်ပြောတော့တာဟုတ်လားနာဤတော့ဥပကမောအထိရေနာဇာတာနာမီရေတိဇဒံပိပတ္တဝမရဏဒါအေဝံတမဟိပါဏိနောတဲ့ဒါလေးကတော့တမျိုးလေးစဉ်းစားကြရပါ ဇာတာဖြစ်ကုန်သောတတ္တဝါတို့သည်ယေနအကျဉ်လုံးလားဖြင့်နတ်မိရေမသေးကုန်ရာသောဥပကံဘောထိုမသေးခြင်း၏အကြောင်းလုံးလားသည်နတ်အထိမရှိဇဒံအိုခြင်းသို့ပတ်တော်ပြီးရောက်ရသော်လည်းကောင်းအပတ်တော်ပြီးမရောက်ဖဲသော်လည်းကောင်းမရဏဟောတိတေတဲ့ကုန်၏ဟိမှန်လားပြီပါဏိနောတတ္တဝါတို့သည်ဧဝံတံဘောဤသို့သောသဘောရှိကုန်၏တဲ့ဒါပါပြောတာတော့မွေးဖွားလာတဲ့တတ္တဝါကိုမသေးအောင်လုပ်မယ်ဆိုရင်အဲ့လိုလုပ်လို့ရတဲ့အကြောင်းဆိုတာမရှိဘူးတဲ့ လုံလစိုက်ထုတ်ပြီးတော့မသေးအောင်လုံးမယ်ဆိုရင်မသေးအောင်လှုပ်လို့ရတဲ့လုံလဝရိယမျိုးလောကမှာမရှိဘူးဆိုလိုတာကမသေးအောင်ဘလို့လှုပ်လို့မှမရဘူးတဲ့ဘလောက်စွန့်လို့မှဘလောက်ကြိုးစားလို့မှ မသေးအောင်လှုပ်လို့မရအောင်တချို့ပြောကြတာရှိတယ်မသေးသေးပေါ်တာအာဒါအချီးနေပါမရပါဘူးเนาะမသေးအောင်လှုပ်လို့ရတဲ့အကြောင်းတရားဆိုတာမရှိဘူးလို့ပြောတာဟုတ်လားအဲ့ဒါကိုဘလို့ထပ်ပြီးတော့ခိုင်မြအောင်ပြောတော့ ိုခြင်းတို့ရောက်ရည်တော်၎င်းမရောက်ဖဲတော်၎င်းတတ္တဝါတွေတည်တတ်တယ်အဲ့ဒါတတ္တဝါတို့ရဲ့သဘောပဲတဲ့တဘာဝပဲလို့ပြောတာနော်အိုမတည်မယ်လို့တရားတည်ပြောလို့မရအောင်မအိုဘဲနဲ့လည်းတည်တတ်တယ်အဲ့တော့ဒါတွေကဦးချင်းတို့တည်ခြင်းတရားကိုစဉ်းစားတဲ့နေရာမှာနားလည်ထားရမယ့်အရာတွေနားတော့လည်ပြီးသားပေါ့သို့တော့အစီအစဉ်ကြလေးနားလည်ရမယ်ဟုတ်လားများသောဖြင့်ဦးချင်းတို့ရဲ့စိတ်ထဲမှာနော်မအိုဘဲနဲ့ငငယ်ငယ်ရွယ်တည်သွားတယ်လေမြင်တော့မြင်မှုတာတည်တော့တည်တာပဲဒါပေမဲ့စိတ်ကမတိမတာဆွေးနေတာက လူဆိုတာအိုမတည်တယ်လို့ပဲဆွဲနေတာလေကိုကိုကိုပဲအဲ့လိုပဲဆွဲတာပဲမဟုတ်လားနော်30 40 50ဆိုရင်သိမလို့ဘေးထင်မလို့အဲ့ဒီအထင်ကဘာကိုပြောနေတာတော့အိုမပဲတည်ခြင်းကြမှာပဲတည်မလို့ထင်တာဟုတ်လားတည်ခြင်းကိုကိုကိုဘယ်လိုထုံးသတ်မှတ်လို့မရပါဘဲနဲ့ဘာလို့ထားတော့ရဟန်းပြီးတော့စိတ်ကမတိစိတ်ကသတ်မှတ်ထားတာငါဒီချိန်မတည်သေးဘူးအဲ့ဒါခိုင်ခိုင်မာမာကို ရှိနေတယ်ဟုတ်လားအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ရဲ့ညံတွေကတိတ်ပြီးတော့မပွန့်ဟုတ်လားခိုင်ခိုင်မာမာရှိနေတယ် ်သိမယ်လို့ထင်းကိုမထင်းရင်ကိုဟုတ်လားအဲ့တော့သိရမယ်သိလိမ့်မယ်လို့ဟိုတေချာပေါက်သိလိမ့်မယ်လို့အထင်ခိုင်းတာလည်းမဟုတ်ဘူးဒီနေရာမှာနားလေသိခြင်းတကမသေးတဲ့သဘောကိုတော့ပြပြဝါဝါလက်ခံသိခြင်းဟောခဏနေရင်သိမယ်လို့ပြောတာမဟုတ်နောက်နှစ်သိမယ်လို့ပြောတာမဟုတ်သို့တော့မသိဘူးလို့လည်းပြောလို့မရဘူးသိမယ်မသိမယ်မသိနိုင်ဘူးလို့ပြောတာကျွတ်တော့မသိနိုင်တာကိုမသိနိုင်ဘူးဆိုတဲ့နေရာမှာမထားဘဲနဲ့မသိနိုင်တာကိုဘယ်လိုလုပ်တာသိနိုင်တယ်လို့လုပ်ထားတယ်အဲ့ဒါကမှားနေတာကိုပြောတာ ဟုတ်လားမသိနိုင်တာကိုမသိနိုင်တယ်လို့ထားမှမှန်ပါနော်သိမလားရှင်မလားမသိနိုင်ဘူးအဲ့ဒီမသိနိုင်ဘူးဆိုရင်ကိုပဲတော်တော်နေပြီဟုတ်လားအော်ငါသိချင်းသိသွားနိုင်တယ်သူကဟိုလိုပြောရရင်တဝက်တဝက်ဖက်ပေါ့နော်ရှင်ချင်းလဲရှင်မယ်သိချင်းလဲသိမယ်အခုကကျုပ်တို့ကတဝက်တဝက်မလာဘူးသိမဲ့ဘက်ကမပါဘူးမသိမဲ့ဘက်ကိုရာနှုံးပြီးမလုပ်တာတော့ပုံယုံကြည်ထားတာပေါ့စိတ်ကဒီအသက်ကိုယုံကြည်ထားတာမသေးသေးဘူးငါလုံးဝမသေးသေးဘူးလို့ယုံကြည်ထားတာစကားအရမင်းရောပြောမှာပေါ့ အဲဘယ်တက်နိုင်မှာဟုတ်တာပေါ့တည်ခြင်းလဲတည်မှာပေါ့လို့ပြောဒါပေမဲ့စိတ်ထဲမှာဆွဲနေတာဘယ်လိုတော့မတည်ဘူးလို့ပဲဆွဲနေတာအဲ့ဒါအဲ့အဆွဲကိုယ်စိတ်ထဲမှာရှိမရှိရှား